UEFA Conference League Quarter Final Ligia Warsaw နဲ့ Chelsea မင်္ဂလာပါကိုခိုင်းစတာဖုတ်ဘောရှုနဲ့ Chelsea TV ကနေအပြောင်းအကျဉ်များအားလုံးကိုကြိုဆိုပါရစေ။ကဲကျွန်တော်တို့ Chelsea အသင်းရဲ့ပွဲကြိုသုံးသက်ချက်တပွဲကိုထပ်လုပ်ကြတာပေါ့လေဒီပွဲစဉ်က ဇာတာပရင်းည7:15မှာရှင်ပြိုင်ကစားမှာဖြစ်တဲ့အတွက်အိမ်ရေးတော့မပြတ်ဘူးရဇက်ရကကြိုးကကြောင်ဖြစ်သွားလဲပြိတ္တတွေအနေနဲ့စိတ်ပြက်စရာမလိုဘူးပေါ့ဗျာရဇက်ရတိုင်ပတ်တာပဲရှိရဲ့အိမ်ရေးမပြတ်ဘူးပေါ့ထပါအဓိကပြောချင်တာကျွန်တော်တွေလည်းချက်စီးနဲ့ပတ်သက်ပြီးတော်တော်လေးစိတ်ပြက်မိပါတယ်အထူးသဖြင့် Brandfo တည်ကြခဲ့တဲ့ပွဲတွေမှာကျွန်တော်တွေရဲ့မျောလင်းချက်တွေရိုက်ချိုးခံခဲ့ရတယ်တစ်ခါလဲမဟုတ်နှစ်ခါလဲမဟုတ်3 4 5ခါကျွန်တော်တွေမျောလင်းချက်တွေရိုက်ချိုးခံခဲ့ရတာပါဒါမဲ့လည်းဗျဘယ်တက်နိုင်မလဲဒီအသင်းကိုကြိုက်တော့လေဒီအသင်းပဲအားပေးရမှာပေါ့ တော့ဒီပွဲနဲ့ပတ်သက်တဲ့ key points တွေကျွန်တော်တို့စပြီးစွတ်ထုတ်ဆွေးနွေးကြည့်အောင်လီဂီယာဝါဆိုကအသင်းကောင်းတစ်သင်း ပိုလန်ရဲ့အကောင်းဆုံးအသင်းတွေထဲကတသင်းလို့လည်းပြောလို့ရတယ်အရင်ကချန်ပီယံလိမှာအမြဲတမ်းလို့လို့မြင်ခဲ့ရတဲ့အသင်းတသင်းလည်းဖြစ်ပိုလန်အသင်းတသင်းဖြစ်တဲ့အတွက်ကြောင့် viewer ဘိုင်းနီးစနစ်ဘိုင်းစတဲ့ဘောလုံးနဲ့ပတ်သက်တဲ့အခြေခံတွေကမညံ့ပါဘူးပိုလန်ဩစတြီးယားဂျာမန်စတဲ့နိုင်ငံကစားသမားတွေနီးပြတွေအားလုံးကတယောက်နဲ့တယောက်နော်တနိုင်ငံနဲ့တနိုင်ငံတိတ်ပြီးတော့မကွာကြဘူးအကုန်လုံးကဂျာမန်မွန်ဒက်စတီးကမှကစားကြတယ်တချို့ဆိုရင် Polish တော့ဖြစ်တယ်သို့တော့ဂျာမနီလက်ရွေးစင်အသင်းဖြစ်သွားတဲ့ကစားသမားတွေ ရှေ့မှာအများကြီးမြင်ခဲ့ရဘူး။ဒါပါတော့ Podolski ။ Podolski က Polish ။ဒါပေမဲ့ Germany လည်းရွေးစဉ်အသင်းကိုကိုးစားပြပြီးကစားတယ်။ Austria လည်းအဲ့တိုင်းပဲ။အဲ့တော့ပြောချင်တာဒီကတ်နေတဲ့နိုင်ငံတွေရဲ့ဘောလုံးအဆင့်တန်းရိမ့်မကွာဘူး။လူကောင်ကြီးကြီးမားမားနဲ့နီးစနစ်ပိုင်းကျင်းကျကြတယ်။အသင်းလိုက်စူးစီးမှုအကောင်းကောင်းနဲ့ကစားလို့ရှိတယ်။ ါမဲ့လေဒါဒီ conference league ligia warsaw အရင်တော့က champion league မှာကံခဲ့ရဘူးပင်မဲ့အခု conference league မှာစော့နေရ Chelsea ရဲ့လူစည်းစုဖွဲ့မှုကြီးနဲ့တော့ကျွန်တော်ကတော့ပြောတဲ့အာသာချက်လေးတွေကိုတွားတော့မမှုသင့်ဘူးပေါ့ဗျာအဲ့ဒါဆိုရင်လဲရှက်စရာကြီးပေါ့ Chelsea ဆိုတော့ အတင်းက image ကြီးရင်ကြီးတာမဟုတ်ဘူးလေတော့ပုံလေးတို့လက်ထက်မှာခေါ်ဥပေးထားတဲ့လူသင်းကိုလည်းတကောင့်သား Anthony Morris ကအားလဲအားနာပါအောင်အဲ့ဒါကိုဒီပွဲအတွက်အသေးအတန်အာယုံစိုက်ပြီးတော့ Brentford နဲ့ပွဲမှာလူစုံထုံးမကန်ဘူး Brentford နဲ့ပွဲအပြီးမှာဘာပြောလဲဆိုတော့ဒီ Ligia Warsaw နဲ့ Conference League အတွက်တဲ့လူခြံခဲ့တာတော့မဟုတ်ပါဘူးလေကျွန်တော်က Brentford နဲ့ပွဲမှာတချို့အနာပေးထားတဲ့ပေါ်တော့ခွင့်မရတာကြာပြီဖြစ်တဲ့ကစားသမားလေးတွေကိုနီးပြူအပိုင်းအရာနော်အသေးစမ်းလို့ပြီးတော့ပြောင်းကစားသိနေတာလည်းပါတယ်တဲ့အဲ့ဒါတောက်ဖို့ရှောက်ပြောတာဒီဘဲက ဲ့လိုတွေအရင်ဖြေထားတာတကယ်တော့မဟုတ်ဘူးသူလီဂီယာဝါသောပွဲကိုကျွတ်ကျဲပြီးတော့လူချန်တာရှင်းရှင်းလေး Brandfo ကအသင်းကောင်းတသင်းမသိရင်သူတို့ကအမှတ်တရလည်းအများကြီးပြတ်နေပြီးတော့ချန်ပီယံလိဝင်ခွင့်အတွက်တေချာနေတဲ့ပုံစံမျိုးနဲ့ကန်သွားတာလေအဲ့လိုကန်လို့မှမရတာပထမပိုင်းမှာသာ Jackson တို့ပါမာတို့ပါရင် Chelsea ရလက်တမျိုးတစ်ပုံဖြစ်သွားတယ်သူဒီဝါသောပွဲအတွက်ကျွတ်ကျဲပြီးလူတွေရှောက်ချန်လို့ပေါ့ဒါရှင်းရှင်းလေးကြားကောင်းအောင်သာရှောက်ပြောနေတာအဲ့တော့သူလူချန်တဲ့ဝါသောပွဲမှာရောတကယ်ကြီးလုံးပြနိုင်မလား ကျွန်တော်တို့တစ်ချက်တက်ဆွေးနွေးကြည့်မယ်။အာရှရဲ့အကြောပေးမှုတွေကိုကြည့်မယ်ဆိုရင်တော့ချယ်ဆီကဝန်ဒီပါ။အဝေးကွင်းဝန်ဒီပေးတဲ့အတင်းကဝန်ဒီထက်ပိုပြီးကြော်လေးကြော်ထားမရှိဘူးဆိုတော့အဆိုးကိုကျွန်တော်တို့ငငယ်တုန်းကကြားခဲ့ဘူးပါတယ်။တိုတယ်ကွင်းနဲ့တစ်ချက်ပြန်ချယ်ကြည့်မယ်ဆိုရင်၃လုံးတဝက်ပျော်ရွှင်ဝင်ပေးထားပါတယ်။အဲ့ဒါကြောင့်နှစ်သိန်းပေါင်းအတွင်းကို2-1ဆိုတဲ့ပုံစံမျိုးလေးကဖြစ်ကောင်းဖြစ်နိုင်တယ်။ချယ်ဆီဒီ Conference League မှာတော့ဘယ်လိုပဲဖြစ်ရလက်လေးတော့မစိုးပါဘူး။ပြီးခဲ့တဲ့16သိန်းအဆင့်တုန်းကတော့မနေ့တော့ကန်ခဲ့ရတယ်။ဒါပေမဲ့လည်းချယ်ဆီအနေနဲ့ တန်းတန်းတန်းတောင်မဟုတ်ပါဘူးနှစ်တန်းသုံးတန်းလောက်ဒီ level ထဲမှာပုံမြင့်နေတဲ့အခါကျတော့လေပွဲရဲ့ရလက်ကိုပြောင်းလဲပေးနိုင်တဲ့ကစားသမားတွေပါတဲ့အတွက်ကြောင့်အထင်သေးလို့မရတာလဲပါတယ်ပေါ့နော်အဲ့တော့ဒီတိုရယ်ကိုအကျော်ပေးမှုကတော့ Chelsea ရဲ့လက်ရှိတိုင်ပတ်နေတဲ့အခြေအနေနဲ့ပြန်ပြီးခိုင်းနိုင်ကြည့်မယ်ဆိုရင်ဒါအကျော်ပေးမှုပြင်းတယ် Chelsea ဒီ တကူတဝက်လောက်ပျော်ရွှင်ခွင့်ပေးလို့ရတဲ့အခြေအနေမျိုးပါ။ဒါပေမဲ့ဝမ်းတီတောင်ရအောင်ပေးထားတယ်။ပွဲနာနေရင်တော့အကျော်ပေးမှုပြောင်းကောင်းပြောင်းနိုင်တယ်ပေါ့နော်။ကျွန်တော်ရ Chelsea ကိုဟိုမယုံကြည်ရတော့ဘူးဗျ။အသင်းကိုကြိုက်တာတပိုင်း။ဒါပေမဲ့ကိုကဒီဘောလုံးပွဲနဲ့ပတ်သက်ပြီးဟိုပွဲချုပ်သုံးသက်ချက်တွေလုပ်ပေးတယ်။ ရိသတ်အကြိုက်အသေးတွေပဲရှောက်ယွေးပေးနေလို့လည်းမရဘူးလေ။နောက်ကို personal အကြိုက်အသေးတွေကိုပဲမျက်စိမေ့ပြီးတော့ကောင်းတယ်လို့ပြောရင်ဘယ်ဖြစ်ပါမလဲ။အဲ့တော့ကျွန်တော်ပွင့်လင်းပြော handicap မှာ Ligia Warsaw ကိုပိုကြိုက်တယ်။ Chelsea နိုင်မယ်ဆိုရင်တော့ဂိုးမပြတ်ဘူးလို့ကျွန်တော်ထင်တယ်။ Wendy ကအများဆုံးပဲဗျ။အခက်မသိရင်တေတောင်ကြကောင်ကြသွားနိုင်တယ်။အဲ့တော့ကြောင့်ဒီပွဲစဉ်မှာကျွန်တော် Ligia Warsaw ပိသက်လှုပ်ချင်ပါတယ်။ကဲကျွန်တော်နောက်ထပ်တပိုင်းကဒီနှသိန်းချားတဲ့ကိန်းကနဲအချက်လက်တွေကိုအနည်းငယ်ပြောပြပေးပါမယ်။ဟတ်တူအထိတ်တဲ့တွေ့ဆုံမှုကတော့မရှိထားတဲ့အတွက်ကြောင့်လီဂီယာဝါဆော့ရဲ့နောက်ဆုံး6ပွဲဆက် ရလက် current form ဘလို့ရှိတယ်လဲ၃ပွဲနိုင်၂ပွဲတည်တပွဲရှုံးသားပါတယ်ရိုင်းတော့မကောင်းတော့ဒါပေမဲ့ရှုံးပွဲကလည်းတပွဲပဲရှိတယ်အတပတ်ကကျွန်တော် Chelsea ကတော့အခုနောက်ဆုံးကစားရတဲ့ပွဲစဉ်6ပွဲမှာ4ပွဲနိုင်တပွဲတည်တပွဲရှုံးသားပါတယ် form အရချင်းရင်တော့ဒါနိုင်တဲ့ပွဲစဉ်တွေများနေတဲ့အတွက်ကြောင့်ကောင်းတယ်ပေါ့နော်တိုးတိုးအပွဲတွေအားလုံးကြည့်ခဲ့တဲ့ညီကိုတွေကတော့သိမယ်ကျွန်တော်အပွဲတွေအားလုံးတပွဲမှမလွတ်ဘူး Southampton ပွဲတော်မှာတပွဲလွတ်သွားရင်မဲ့နောက်တစ်နေ့မနေ့ full match review ကိုပြန်ကြည့်တော့တာပြောချင်တာ Copenhagen Leicester City เนาะဂျန်နဲ့အသင်းတွေကိုနိုင်ခဲ့တာရရှိမယ်အားရစရာမကောင်းပါဘူး Tottenham Spurs နဲ့ပွဲရလဲအလောက်ထိအဆင်ပြေတယ်တော့မဟုတ်ဘူးဒါကျွန်တော်လက်ခံရမယ်အရှိတရားပဲအခုနောက်ဆုံးကစားခဲ့တဲ့ Brentford နဲ့ပွဲစဉ်ပို့ပြီးတော့အချင်းနေဆိုးတယ်အဲဒါကြောင့် current form က Chelsea တာတလို့ရှိတယ်ဆိုပေမဲ့တကယ်တမ်းမြေပြင်အနေထားအရခြေသွမ်းပိုင်းအရအဲ့လောက်မကောင်းပါဘူးခင်ဗျ။ Now Ligia Warsaw ရဲ့ အိမ်ခွင်ရလက်တယ်လေးပွဲနိုင်ပြီးနှစ်ပွဲတည်ကြတာတယ်နောက်ဆုံး6ပွဲမှာလုံးဝရှုံးပွဲမရှိထားတဲ့အသင်းတစ်သင်းဖြစ်ပါတယ်အိမ်ခွင်ကစားကောင်းတယ်လို့ဆိုနိုင်ပါတယ်အမှပြဿနာစပြီဒီနှစ်ဘောလုံးရာသီမှာ Chelsea တင်းရဲ့အဝေးကွင်း result ကတော်တော်ဆိုးတာပါဗျာနောက်ဆုံးကစားခဲ့တဲ့အဝေးကွင်း10ပွဲမှာ Chelsea တပွဲပဲနိုင်ခဲ့တယ်အဲ့ဒီနိုင်ပွဲက Copenhagen ကို2-1နဲ့နိုင်တဲ့ပွဲကျန်တဲ့ပွဲစဉ်တွေ6ပွဲတိတိမှာတရေ3ပွဲကျပြီးတော့6ပွဲရှုံးတာတယ်ဘလောက်ထိအခြေအနေဆိုးလဲအဝေးကွင်းစွန်းဆောင်ရေလုံးဝမကောင်းတဲ့ သင်းအသင်းဖြစ်ပါတယ်အဲဒါကြောင့်တစ်ဖက်ကအိမ်ကွင်းကစားအားကောင်းတဲ့ reset ကောင်းတဲ့အသင်းနဲ့အဝေးကွင်းစွန့်ဆောင်ရင်မကောင်းတဲ့အသင်းတွေ့ဆုံမှာဖြစ်တဲ့အတွက်ကိန်းကနဲအချက်လက်ရလဲလီဂီယာဝါဆောဟာပို့ပြီးအားသာချက်တွေရှိနိုင်တယ်လို့ပြောနိုင်ပါတယ်ခင်ဗျာနောက်ဆုံးပိုင်းပြိုပိုင်းချင်းကပ်မှုကိုအနည်းငယ်လို့ရအောင်လီဂီယာဝါဆောတဲ့ဆိုင်ရင်ကျွန်တော်ချယ်ဆီနဲ့ပတ်သက်ပြီးပဲအဓိကထားပြောပါမယ်ချယ်ဆီကဟုန်သွားပြီဗျအန်ဒိုမာရက်စကာဒီယာဒီအစမှာတော့ရလက်မကောင်းပေမဲ့ကစားပုံလေးကောင်းတယ်နော်မန်စီးတီးနဲ့ပွဲစဉ်တက်မှာကျွန်တော်တေချာကြည့်ခဲ့တာ 哦မစိုးပဲလို့ကျွန်တော်ကအဲ့မတိုင်ခင်တုန်းကအန်တိုမာရက်စကာကိုလုံးဝ impress မဖြစ်ဘူးဗျာတိုးတော့မန်စီးတီးနဲ့ကစားသွားပြီးတဲ့အချိန်မှာသူတို့တူးစီးနဲ့သာရှုံးသွားတယ်ကစားပေါက်လေးနည်းနည်းရှိတယ်ပေါ့နော်နောက်ပိုင်း3-5ပွဲလဲအဲ့လိုပိုဇက်ရှင်လေးယူပြီးတော့ကစားတဲ့ပုံစံလေးကိုသဘောကျတယ်တိုးတော့ အဲ့နောက်ပိုင်းကျတော့ပုံတရံအတွင်းမျိုးပြောင်းသွား efficient ဖြစ်တဲ့ဟန်တွေကိုဥသာပေးပြီးကစားလာတယ်တူးချစ်တယောက်ချင်းဒီကျွမ်းကျင်မှုတွေနဲ့ကိုရဖို့အတွက်အားကိုးလာတယ်ဘောလုံးခြေတော်ထဲမှာအများကြီးမထားတော့ဘူးအနောက်ပိုင်းကူကူရလာအောင်နဲ့အထဲထဲမှာ3 ball 3ပုံစံမျိုးတွေနဲ့ဆော့လာတယ်အလဲမှာ overload တွေလုပ်လာ overload လုပ်တယ်ဆိုရင်ပဲဘောလုံးအများကြီးကင်တာမဟုတ်ဘူးသူတို့ကပြိုင်ဘက်နောက်ခံကစားသမားတွေကိုအာယုံနောက်အောင်သာနော်ရှင်းတော့ခတ်အောင်သာကစားတာပြီးရင် isolation တွေလုပ်ပစ်တာဒါကအသင်းတော်များကစားတဲ့ဟန်ပေါ့ တိုးတော့တချို့ကသားသမားတွေရဲ့လူမှန်နေရာမှန်မှာရှိမနေဘူးဗျအဲ့ဒါနည်းနည်းပြဿနာရှိတယ်ကိုပါမောပရိသတ်တချို့ထောက်ပြကြတယ်အဲ့ဒီအမြင်လေးမှန်နေတော့ပါမောတဲ့ article mid fee နေရာမှာထားတာတိတ်သဘောမကျဘူးတဲ့တနည်းအားဖြင့် CAN ပေါ့ဗျာအရင်တော့ကလည်း right wing ထုတ်တယ်ဆိုရင်မဲ့ right wing ကအစ်တော်မဟုတ်ဘူး aryan ပုံစံမျိုးကစားရတာကြီးရှိတယ်ကျွန်တော်တို့ရဲ့သဘောကပါမောကို central zone နဲ့ထည့်လိုက်တဲ့အခါကျရင်ပါမောတိတ်လွတ်လွတ်လပ်လပ်ကစားလို့မရတော့ဘူးတိုးတော့လက်ရှိတည်ထားတဲ့အစုအဖွဲ့ကပါမောကိုအဲ့တိုင်းပဲတည်ရမှာပဲမတက်နိုင်ဘူးပါမောဒီနေရာဒီခြေသွန်းအနေနဲ့ကျသွားတယ်စွန့်ဆောင်ရင်ပိုင်း အနေနဲ့ပျောက်သွားတာလေအဲ့လို CM နေရာမှာ central zone နေရာမှာထားလိုက်တာလေပါတယ်။ဘာကြောင့်လဲဆိုတော့အတင်းတော်များများအဲ့ central zone တွေမှာကြက်အောင်ကစားလာကြတယ်။ကျွန်တော်တို့တော့သိတာဗျာပြိုင်ဘက်အတင်းကြီးပြတွေကတော့ပြောမနေနဲ့။အဲ့တော့ central zone မှာကြက်တဲ့အခါကျတော့ပါမ site တွေထွက်ဖို့ကြိုးစားအောင် စိုက်တွေထွက်တဲ့အခါကျတော့လေဝင်ကားတွေကရှိနေတဲ့အခါနှစ်ယောက်သုံးယောက်တွေတွားထက်နေတော့အလင်းမှလူမရှိတော့ပြန်ဘူးအဓိကအဲ့လိုလုံးနေချာလဲလိုက်နေတာအန်ဒူမာရစ်ကာနေနဲ့ဒီဘိုင်းကိုတေချာမန်နေဂျမန့်လုပ်ဖို့တော့လိုတယ်လက်ရှိအချိန်ထိဘယ်ကစားသမားကပွဲထွက်နေရမှာကစားမလဲဘယ်ကစားသမားအထောင်ဝင်ကား AM တိတိပပဘာမှမရှိဘူးအဲ့တော့ဖာနန်ဒက်စ်ကိုလည်း ျွန်တော်မြင်ရသလောက်အခုချိန်ထိမတုံးတက်သေးဘူး finance ကဒီတက်ပို့ပြီးကောင်းတဲ့အခြေသွေးတွေအများကြီးကျွန်တော်မြင်နေရမှာအခုချိန်မှာနံပါတ်တန်းနေရာမှာတခါလေကြာရင်ကစားလိုက်တယ်ခါလေကြာလဲနံပါတ်8နေရာ moises sky zero အတွက်လည်းအရင် performance မထွက်စေသလိုအဲလို finance အတွက်လည်းအရင် performance မထွက်ပြန်ဒါတော့နီးပြရဲ့လူနေရာချမှုကြောင့်ဖြစ်ပေါ်လာတဲ့တချို့သော error လေးပေါ့နော်ဆိုတော့ပြိုင်ဘက်အသင်းအားသာစုစုစည်းစည်းနဲ့အဲလို d block low block ပုံစံမျိုးကစားရင် Chelsea ကိုးရဖို့အတွက်အရင်အားဆိုင်ရမှာပါအဲ့လို2-1လို့ result မျိုးကတော့အဖြစ်နိုင်ဆုံးလို့ထင်တယ်နိုင်ကောင်းနိုင်သွားမယ် business အရတော့ပျော်ရွှင်ခွင့်ရဖို့ဆိုတာမလွယ်ပါဘူးခင်ဗျနီဂီလီဂီယာဝါဆော့ကိုအားပေးတာကတော့ business ရပို့ပြီးတော့တင့်တော်ပါလိမ့်မယ်ခင်ဗျ